အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မဲသီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ ဖက်ပြတင်ဆက်ပေးမယ်ဇလန်းလေးကဘဝခန်းစီနောက်ွယ်မှာဆိုတဲ့ဇလန်း coin book ကို တင်ဆက်ပေးမှာဖြစ်ပါခင်ဗျာကျွန်တော်ကိုဝန်ခွဲတယောက်ဖရဲဒီစိုက်တုံးကပေါ့စိုက်ခင်းကထွက်တဲ့ဖရဲသီးတွေကိုကားကြီးရင်နဲ့တင်ပြီးတရုတ်မြန်မာနယ်စပ်မူဆယ်ကနေတရုတ်နိုင်ငံဝန်တိန်မြို့တဲသို့ သွားရောက်ရောင်းချတုန်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတခုကိုပြောပြခြင်း ਨੇ အဲ့ဒီတုန်းကကျွန်တော်အကိုကတရုံနိုင်ငံတည်းရောက်ဖို့အောင်ငားညီလိုက်သွားဆိုတဲ့ဖျဲသီးတွေအပြည့်တင်ထားတဲ့ကုန်ကားကြီးနဲ့ကျွန်တော်လိုက်သွားခဲ့တယ်အဲ့ဒီတုန်းကကားမောင်းတဲ့ driver ကကူကြော်စွာနဲ့မုံမုံရီရီနဲ့သဘောကောင်းပါတယ်ရေနောက်လိုက်ကကိုအောင်ဝေးတဲ့ဝါဝဖိုင်ဖိုင်နဲ့အသားမဲတယ်ဒါပေမဲ့ပျော်တက်ပြီးခင်းတက်တယ် ဖျဲသီးတွေတင်ပြီးတော့ညနေ6နာရီလောက်ရှိနေပြီ9နာရီလောက်မှစိုက်ခင်းကနေကုန်ကားကြီးစထွက်တယ်ည7နာရီလောက်ကျတော့မိတွေထွန်းလင်းနေတဲ့ကြောက်စဲဆိုတဲ့မြို့ကိုရောက်တယ်အဲဒီမှာကားကြီးကိုရက်ပြီးကားမောင်းနဲ့ကုကြောစွာကအောင်းဝေးကြီးငါးအိမ်ကိုမင်းရောဒီကညီလေးရော လိုက်ခဲ့ထမင်းစားအောင်လို့ကဒီလုံးနဲ့9မိနစ်လောက်လမ်းလျှောက်ပြီးကိုကျော်စွာအိမ်ကိုကျွန်တော်တို့လိုက်ပါခဲ့တော့တယ် ခြံဝင်းလေးနဲ့တထဲတိုက်ကလေးကတကယ်နေချင်းစပွေလေးပါတိုက်ထဲကိုကျွန်တော်တို့ဝင်လိုက်တာနဲ့ငါးနဲ့ရွယ်ကလေးမကပြေးလာပြီဖေဖေဆိုပြီးဥကျော်စွာစီလာပါတော့တယ်ဥကျော်စွာကပွေဖက်ပြီး ကလေးကိုနမ်းလိုက်တယ်အဖေအိမ်ပြန်လာတာကြာလာပြီသမီးကလွမ်းနေတာအဖေကကုန်နေချလိုက်တင်တိုင်းနဲ့မလို့အိမ်မရောက်တာပါသမီးရဲ့အဖေလည်းလွမ်းတာပေါ့သမီးကို ချစ်ရီထမင်းပွဲပြင်လိုက်ပါကွာအောင်ဝင်နဲ့ဒီကညီလေးအတွက်ပါပြင်လိုက်နော်ဟုတ်ကဲ့မောင်ကိုကျော်စွာမျိုးသမီးကတော်တော်လာတဲ့မိန်းမထဲပါပါတယ်ထမင်းစားလို့ပြီးကြတော့ကိုကျော်စွာကချစ်ရီမောင်ပြန်ကြရင်ချစ်အတွက်ဘာဝယ်ခဲ့ရမလဲချစ်ကမလိုပါဘူးမောင်ရဲ့မောင်သမီးအတွက်သာဝယ်ခဲ့နော်ကိုကျော်စာက သူသမီးနှစ်ဖူးကို တဖွာဖွာနမ်းပြီးညာဘက်တည်ကျရင်ခြံတကားကိုတောက်ခတ်ဖို့မမေးနဲ့နော် အိမ်တကားတွေကိုလည်းအတွင်လောချအိတ်စိတ်ချပါမောင်ရဲ့မောင်သားကားကိုဂူးဆိုင်မောင်းတော့သူတို့မိသားစုလေးကိုကြည့်ပြီးကျွန်တော်တော်တော်အားကျမိသွားတယ်ချစ်စရာကောင်းတဲ့တမီးလေးရဲ့အလိုက်သီးတဲ့ဇနီးရဲ့တကယ်ကိုပျော်ရွှင်စရာမိသားစုလေးလို့မြင်မိပါတယ်နောက်တော့ကျွန်တော်တို့၃ယောက်ကားကြီးရက်ထားတဲ့နေရာကိုပြန်လာပြီးရှေ့ကိုခီးဆက်ခဲ့ကြတယ်မောင်းလာရင်ခလန်းလန်းရောက်တော့ကားကြီးကိုတုံငနဲ့ရက်လိုက်ပြီး အောင်းဝေးအိမ်မှာငါလိုအိတ်ကျန်ခဲ့ပြီအထဲမှာပတ်စံနေရော မှတ်ပုံနေနဲ့စာရက်စာတန်းတွေပါပါတယ်ပြန်ယူမှရမယ်ကွရတဲ့အာစီကျွန်တော်ပြန်ယူလိုက်မယ်ကိုအောင်ဝေးကကားတကားကိုဖွင့်ပြီးပြန်ယူဖို့လုပ်တယ်ဒီရင်ကျွန်တော်ကကိုအောင်ဝေးပြန်ယူရင်ကြားလိုက်မယ်ကျွန်တော်တော့ဟုတ်လိုက်မယ်ကိုကျေးဇူးပဲညီယာထမင်းစားစပွဲနားကထရံမှာအကူချိတ်ခဲ့တာမင်းမခြံတကားပိတ်ထားရင်အပြင်ကနေအတန်းပြီးလိုက် ျွန်တော်လည်းအပြေးတစ်ပိုင်းဒုံတစ်ပိုင်းနဲ့ကိုကျော်စွာအိမ်ကိုသွားခဲ့တယ်။ဩပြောစရာကျန်နေခဲ့တယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်အသက်က16နှစ်နဲ့ပဲရှိအောင်မယ်။ကိုကျော်စွာအိမ်ရှိရောက်တော့ channel ကစီယုံသာစေထားတဲ့အတွက် channel ကိုကျွန်တော်ဝင်လိုက်တယ်။အမကြီးရဲ့တကားပေါက်ကလည်းတဖက်ပိတ်ပြီးတဖက်ဖွင့်ထားတာကြောင့်ဒီလိုပဲဝင်သွားလိုက်တယ်။အဲကဲမှကြည့်လိုက်တော့ကလေးကစတီကုံလေးပုံမှာအိတ်နေတယ်။ ကျွန်တော်လဲကိုကျော်စောမိမကိုအတန်ပေးမလို့လို့တော့ဧကန်းရဲ့တစ်ဖက်ဧကန်းကအတန်တက်တဲ့ကိုကြားလို့ခါဟဟဖြစ်နေတဲ့တကားပေါက်ကနေအတွင်းကိုလှမ်းကြည့်လိုက်တော့တယ်ဒိန်းကနေရင်ထဲကိုစောင့်သွားတယ်ဆယ်ကျော်သက်လူငယ်တယောက်ကယောက်ျားမိမအချစ်ပလူနေတာကို မျက်စိရှိမှမျက်ဝါးထင်ထင်မြင်လိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ခြေကိုအသာဖွာပြီးထမင်းစားစပွဲနားကထရံကအဲ့ကိုဖြုတ်ပြီးကျွန်တော်ထွက်လာလိုက်တယ် ဒီရင်ကျွန်တော်အတွေးထဲမှာဘာတွေးမိလဲဆိုတော့အပြင်မှာချစ်ဟန်ပြပြီးနောက်ွယ်မှာမိမတွေဟာဖောက်ပြန်ကြတယ်ကြောက်စရာကောင်းလိုက်တာမိသားစုအတွက်ရှေ့မှာယောက်ျားကကုံယုံရှာဖွေတယ်သူတို့ကနောက်ွယ်မှာမြောက်ပွဲကပြီးနောက်မီးလင်းနေကိုကျော်စွားလိုတနာစရာကောင်းတဲ့ယောက်ျားတွေလောကကြီးထဲဘလောက်များများရှိမလဲဆိုတာတွေးရင်စိတ်တဘောသာကောင်းတဲ့ကိုကျော်စွားအတွက်ကျွန်တော်စိတ်မကောင်းဖြစ်နေခဲ့ရတယ် ကားကြီးစီကိုရောက်တော့ကိုကျော်စွာကမင်းအမအိပ်ပြီလားညီ။အော်မိသေးပါဘူးကိုသမီးလေးကတော့အိပ်နေပြီ။အိပ်ကိုကမ်းပြီးရင် ကျွန်တော်ကဖြေလိုက်ပါတော့တယ်။ခေါင်းငန်းထဲမှာညှီစီစီဖြစ်နေလို့ကျွန်တော်ခေါင်းငန်းထက်ဝက်ရှန်တဲကနေလိုက်ခဲ့မယ်ကို။ဟိုဘက်ရောက်ရင် အေးမှနော်အခါကြရင် အောက်ဆင်ပြီးစီးပေါ့။ဒါနဲ့ပဲကျွန်တော်ကခေါင်းငန်းထက် ဝက်ချန်တဲကနေစီဘီလိုက်လာခဲ့တော့တယ်။မှောင်မဲနေတဲ့ညမှာကားရဲ့မီးရောင်ကြောင့်ရှေ့တဲကလွယ်လွန်လမ်းမေးဝဲရကိုဘာမှမမြင်ရပါဘူး။ညမှာမောင်မောင်စိတ်တွေအမောင်ဖုံးပြီးဖောက်ပြန်နေတဲ့ကိုကျော်စော့မိမရဲ့အဖြစ်ကို တွေ့ရင်ကိုကျော်စော့အတက်စိတ်မကောင်းဖြစ်နေမိတယ်။လင်မာသားကတော့မေးဆက်ရပဲ။ညခေါကောင်မှ ကားမောင်းနေရတယ်။အတွေးနဲ့လိုက်ပါလာရင် တနေရာရောက်တော့ ဘယ်နေရာလဲဆိုတာကျွန်တော်မသိတဲ့အတွက်ပါလမ်းဘေးကနေဓမီးရောင်ကိုဝင့်ကနေထုတ်ပြီးကားကိုအချက်ပြနေတယ်လို့မြင်ရတယ်ကားကြီးကိုရက်ပြီးကိုကျော်စွာနဲ့ကိုအောင်ဝေကဆင်းသွားပြီးဓမီးထိုးသူတွေနဲ့စကားပြောနေကြတယ်ကားကြုံလိုက်လာခြင်းလို့မီးရောင်နဲ့ကားတားတာထင်တယ်စကားပြောဖို့ရတာပေါ့ဆိုပြီး ကျွန်တော်ကတွေးလိုက်မိသေးတယ်ညီလေးဆင်းခဲ့ပါဦးကွာကိုအောင်ဝေကခေါ်လို့ ကားကောင်းပေါ်ကနေကျွန်တော်လိုက်ဆင်းခဲ့တယ်အပေါ်စားရေမွေးနှန်းကကျွန်တော်နှာခေါင်းထဲတိုးဝင်လာတယ်ကားထားတဲ့သူတွေကကျွန်တော်ထင်သလိုမဟုတ်ဘဲကြော့နေအောင်ဖီးပြင်ထားတဲ့ခတ်တောင်းတောင်းမိမနေအောင်ဖြစ်နေတော့တယ်ညီလေးပွဲရှာအောင်မလားဗျာကိုကျော်စားမေးဒီကို နားမလဲတော့ကျွန်တော်ကကြောင်တော်ဖြစ်သွားတယ်ကျွန်တော်ကိုကြည့်ပြီးကိုကျော်စားနဲ့ကိုအောင်ဝေကရေကြတယ်မင်းကို ိုဟာချမလားလို့မေးတာဟာမလို့ချင်ပါဘူးဗျာအေးအဲ့ဒါဆိုငါတို့လျှော့လိုက်အောင်မယ်ခဏဆောင်ဆိုပြီးကိုစောစွာကမိမတယောက်ကိုခေါ်ပြီးကားကောင်းကင်းနဲ့တက်သွားပါတော့တယ်ကိုအောင်ဝေကလည်းမိမတယောက်နဲ့လမ်းမေးကို ပိုက်ဖြာလီဆွဲပြီးဝင်ချသွားတယ်ကျွန်တော်ကတော့ရှက်တာနဲ့ကားနဲ့ခလန်းလန်းကိုသွားပြီးတော့ငုတ်တုတ်ထိုင်လိုက်တယ်စောစောကကိုရမာ ဖောက်ပြန်နေတဲ့မိမကို ။ရထားလို့ကိုကျော်စွားကို ကျွန်တော်သနာမိတယ်။မိမာဒီဟာကိုရမာဖောက်ပြန်ကြတယ်ဆိုပြီးလဲတွေးမိတယ်။အခုမှတော့ကိုကျော်စွားလဲသူ့မိမာမဟုတ်တဲ့တခြားသောမိမာနဲ့လင်းဆက်ဆန်နေတယ်။ဒါဆိုရင်ကိုကျော်စွားနဲ့သူ့မိမာဟာပလင်းတူဘူးဆို။ကျိုးကိုရှိရာဂျိုးတော်မလားဆိုတဲ့စကားကို အတူတူအနူနူနေပါလားအတော်လေးကြတော့ချွေတလုံးလုံးနဲ့ကိုအောင်ဝေက မိမတယောက်နဲ့ တောဆက်နန်းကနေထွက်ခါလာတယ်။ကုကျော်စွာလဲကားတကားကိုဖုံးပြီးအပျော်မယားနဲ့အောက်ကိုဆင်းလာတယ်။နောက်သူတို့အိတ်ထဲကနေပတ်စံတချို့ကိုထုတ်ပြီးမိမနှစ်ယောက်ကိုပြေးလိုက်ပါတော့တယ်။နောက်တစ်ခါကျောင်းမညီမနဲ့ပြောမင်းနော်။ကုကျော်စွာကကိုအောင်ဝေပြောပါခဲ့တဲ့မိမကိုချွက်ကနေပါးကိုတစ်ချက်နမ်းလိုက်ပါတော့တယ်။ညီလေးရင်မင်းခေါင်းကန်းကလိုက်ခဲ့ကွာ။ငါပူဆက်ဆက်ကြီးဖြစ်နေလို့အပေါ်ကနေလိုက်ခဲ့တော့မယ်။ ကိုအောင်ဝေကပြောပြီးကားကောင်းပေါ်တက်သွားတယ်ဒီလိုနဲ့မိမနှစ်ယောက်ကိုထားပြီးကားကောင်းကနဲ့ကိုကျော်စွာနဲ့တူလိုက်ပါလာရင်ခီးဆက်ခဲ့တယ်ကျွန်တော်တွေ့တဲမှာလဲကိုကျော်စွာနဲ့သူ့မိမကြောင့်စိတ်ရှုပ်စိတ်ထွေးပြီးနောက်ကြည့်နေတယ်ငယ်ရွယ်တဲ့အချိန်ဆိုတော့တိတ်ပြီးများများဆဆလဲမတွေ့တဲ့သေးဘူးကိုကျော်စွာဟာယောက်ျားပီတာပြီးခံချောတဲ့လူပါကိုကျော်စွာမိမဆိုရင်လေမိမလှတယောက်ပါဒါနဲ့များကိုကျော်စွာဟာ ူမိန်းမလောက်လာတာတောင်းတာတာနာနာမရှိဘယ်နေရာမှရှင်လုံးမရတဲ့မိန်းမတွေနဲ့ဖောက်ပြန်လာလေကိုကျော်စွာမိန်းမကရောကိုကျော်စွာလိုယောက်ျားမျိုးရှိပါလေရဲ့နဲ့ဘာလို့များတခြားတယောက်နဲ့ဖောက်ပြန်ရတာလဲကျွန်တော်အမြင် သူတို့မိသားစုကဘာမှလိုလေသေးမရှိဘူးလို့ထင်ခဲ့တာပါစောစောကအကိုဟိုမိန်းမနဲ့အတူနေတာကိုငါ့ညီတွေ့တယ်မလားညီချက်သားကောင်းနေတဲ့ကျွန်တော်ကို ကိုကျော်စွာကစကားဆလိုက်တော့တယ် ဟုတ်တယ်ကိုတကယ်ဆိုအကုတ်မိမကမိမကမိမလာတယောက်ပါဒါနဲ့များတော်ကိုမိမအဆင်းတော်မရှိတဲ့မိမနဲ့နေတာကိုကျွန်တော်စဉ်းစားလို့မရဘူးကျွန်တော်စကားကြတော့ကုကျော်စွာကရေလိုက်ပါတော့တယ်အေးပေါ့ကွာမင်းပြောတာလည်းဟုတ်ပါတယ်မင်းနားလဲအောင်လို့အကူပြောပြမယ်ဝတ်သားဟင်းကကောင်းတယ်ကွာဒါပေမဲ့နေတန်းစားရမယ်ဆိုရင်ရိုးဤလာပြီအဲ့ဒီတော့ဝတ်သားဟင်းတွေကြီးပဲစားလို့ဤလာတဲ့အခါ ချင်းမောင်ကျော်လေးကိုပြောင်းစားရတာမျိုးပေါ့ချင်းမောင်ကဝတ်သားလောက်တော့တန်မိုးမရှိဘူးဒါပေမဲ့ဝတ်သားစားနေရများတဲ့အတွက်အဲ့ဤပြီးတယ်ဂရွင်းမိန်တာပေါ့ကွာဒီလိုပဲကွာနေ့တော်ကြာခဲ့တဲ့မိမဆိုတာရိုးဤလာပြီအဲ့ဒါကြောင့်မလို့တခါတလေပြောင်းစားလိုက်တာမိသားစုကိုတော့အခုအခုတည်းတန်ရောစင်ရှိပါတယ်ကိုကျော်စွာကကျွန်တော်ကိုပြုံးပြုံးကြီးနဲ့ရှင်းပြတယ် ဒါဆိုရင်ကိုကျော်စောမိမခါရောဘာလို့ဖောက်ပြန်တာလဲသူလည်းဤလို့ချင်းမောင်ကျော်စားတာလားဟိုတခါတလေကကိုအောင်ဝင်နဲ့မမျော်လင်းမဲတွေ့တယ်ဒီရင်ကျွန်တော်ကသူ့အာစီကိုကျော်စောအကြောင်းပြီးတော့ကိုကျော်စောမိမကနောက်လင်းနဲ့ထွက်ပြေးတယ်ဒီရင်ကိုကျော်စောကစိတ်ထိကြိုက်သွားပြီးအရက်သမတ်ဘဝလုံလုံရောက်သွားပြီးနေညမနာတောက်နေရကနေတညမိုးရွာထဲမှာမူးပြီးအိတ်နေရကနေအေးအေးမိပြီး ဒီနေရာမှာတင်တည်ဆုံသွားပြီဆိုပြီးကိုအောင်ဝေကပြောတော့ကျွန်တော်လေကိုကျော်စသမီးကိုမြင်အောင်ပြီးတနာမိတယ်မိဘနှစ်ပါးနားမှမရှိတော့ဘယ်လောက်များအားငယ်နေရှာလိမ့်မယ်ဆိုပြီးတွေးမိပါတော့တယ်နောက်ဆုံးမှာတော့စဉ်းစားညံမဲ့နေတဲ့မိဘတွေကြောင့်သားသမီးလေးတွေကစိတ်ဒဏ်ရာရပြီးကြံနေကြရတယ်ကျွန်တော်တို့လူပောင်အတိုင်းဝိုင်းမှာအလွာပေါင်းစုံကအိမ်ောင်မျိုးမျိုးရှိတယ်သူတို့ရဲ့ဘဝဆက်ကြောင်းနောက်ွယ်မှာတချို့အိမ်ောင်ကြီးတွေကตายရကြတယ် တချို့အိမ်တော်ကြီးတွေကနာကျင်ပူလောင်ကြရတယ်။တချို့အိမ်တော်ကြီးကြောလည်းဖောက်ပြန်ကြတယ်။ဒါပါပဲ။တခုခုမှားတော်မယ်ဆိုရင်မျက်နှာငယ်ရှာရမယ့်အိမ်ကသားသမီးကိုအရင်ဆုံးသတိရစေမိတယ်။ဟုတ်ကဲ့။ဇလန်းလေးကိုအဆုံးထိလည်းနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။